ကျွန်တော်တို့ရဲ့ရှီမန်းချက်ကပေါ့နော်အဲတကယ်ကြီးကိုကျွန်တော်တို့ရှင်ဘတ်ထဲကနေပြီးတော့ကျွန်တော်လာရဲဆိုလို့ရှိရင်ကျွန်တော်ကမေးဖို့ဆိုတာဖြစ်နေမေးဖို့ဆိုတာဖြစ်နေအဲ့ဒါကျွန်တော်အပူပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘယ်အချိန်မှမေးနိုင်လဲဆိုလို့ရှိရင်မေးနိုင်တဲ့အချိန်ဆိုရှိရယ်မေးနိုင်တဲ့အချိန်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့မှဗျာကျွန်တော်တို့ကိုကျွန်တော်တို့ပေးထားတဲ့အိမ်မက်တွေ goals တွေ dreams တွေဆိုတာရှိတယ် ဒါပေမဲ့ကျွန်တော်တို့လှုပ်ဖို့မိနေတက်တဲ့ဟာတခုကပါလဲဆိုတော့ဒီဖြစ်ချင်တဲ့စန္ဒာတွေပေါ့နော်အိမ်မက်တွေစန္ဒာတွေကိုဝှစီဆိုတာကငါရှင်ဘတ်ထဲကနေတကယ်ကြီးကိုငါဖြစ်ချင်တာလားဒါမှမဟုတ်လို့ရှင်တခြားပြင်ပတက်ရောက်မှုတွေကြောင်းလားဆိုတဲ့ဟာမျိုးပွဲဖို့လိုတယ်ကျွန်တော်ကတချို့အရာတွေမှာပြင်ကျွန်တော်ရဲ့အိမ်မက်တွေမှာပေါ့နော်ပြင်ပတက်ရောက်မှုတွေအကြောင်းကျွန်တော်ကဖြစ်နေတယ်ဆိုလို့ရှိရင်ပြီးရင်ဘတ်တွေကတကယ်လာတာမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ကမိမိသွားမှာပဲ ဘယ်လိုဖြစ်လဲဆိုတော့ကိုယ့်ကိုအတင်းကြီးတွေဘယ်လိုမင်းလိုချင်တင့်နေဆိုရဲဟာမျိုးနားချနေရတဲ့ဟာမျိုးဖြစ်နေမယ်အဲအဲဘယ်အချိန်မှဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မက်တွေကတခြားသောပြင်ပပြောကားတွေကြောင့်ပေါ့ဥပမာပြင်ပပြင်ပပြောကားတွေဆိုတော့ဗာလဲဆိုတော့ဥပမာဗျာကျွန်တော် main link ငယ်လေးတွေဆိုလို့ရှိရင်တို့ကြေးရွာမှာဆိုလို့ရှိရင်အဲတို့ကငငယ်လေးတည်းကနေပြီးတော့အဲ့လိုចောင်းစိမ့်ဝတ်တဲ့ခဏဆက်ဆက်မားတွေတို့ကမြင်တယ်အဲပြီးတော့ရွာလူတွေကဆက်ဆက်မားတွေမြင်တဲ့ခါကြလို့ရှိရင် တလီဆဆဆက်ဆန်ကြတယ်ဟောခရီးဥချိုဖြူကြတယ်အဲပြီးလို့ရှိရင်သူတို့အမေတွေကလည်းပြောတယ်ဗောနော်ဆရာသမားဆိုတော့ဘလို့လေးစားဖို့ကောင်းတယ်တမလားအဲ့လိုပုံစံမျိုးအော်သူတို့ဖေမေတွေကအထင်ကြီးတာမျိုးအဲသူတို့ကိုယ်တိုင်လေးစားဆက်ဆန်တာမျိုးဖြစ်တဲ့အတွက်သူတွေမသိစိတ်ထဲမှာအဲဒါကသူ့ရဲ့ဆန္ဒဆိုပုံစံမျိုးထင်သွားတယ်သူရဲ့အမေတွေပြောတာကြားရင်သူတို့ရဲ့ရရွာထဲမှာခုနလိုမျိုးပေါ့နော်အဆက်ဆက်မကခီးဥချိုပြုတ်ခံရတာဒရေးစာလောက်ခံရမြင်နေတယ်အဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ ော်ဒါလေးလောက်လိုက်တဲ့ခါကျလို့ရှင်အဲဒါဒါငါအိမ်မက်ဆိုပြီးတော့ကိုယ့်ရဲ့မတိစေရမှာကိုယ့်ကိုထင်သွားတာကိုယ့်ရဲ့အိမ်မက်ဟိုကိုယ့်ရဲ့ဘေးကလူတွေကပြောတာတို့ပြီးတော့ကိုယ့်ရဲ့အမေတို့ကဆရာမဆိုတဲ့ profession လေးစားတာတို့ပါတော့ပေါ့နော်အဲ့ဒါကိုမြင်းချိုင်းမြင်းချိုင်းနဲ့အဲ့လိုပုံစံမျိုးလေးဆိုလို့ရှိရဲဒါမှမဟုတ်နောက်တစ်ခုကဘာလဲဆိုတော့အကိုအနေနဲ့ကိုမုံတဲ့သူတွေကိုအရင်ကြီးကိုတက်တည်ပြခြင်းလုံးလို့အဲ့အကြောင်းပြချက်တွေနဲ့ပဲအလုံးလုံးတဲ့အခါကြလို့ရှင်လဲ အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးဒီဥစ္စာကိုကတကယ်လိုက်တာမဟုတ်ပဲနဲ့လူတချို့သက်သေပြကြလို့ပေါ့နော်အဲ့လိုသက်သေပြကြလို့သွားတာပေါ့ပို့ပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခြေအနေတစ်ခုတည်းရကျွန်တော်ကအဲ့ဒီဟာကအလုတ်ဖြစ်တယ်အလုတ်ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အချိန်နဲ့အချိန်တစ်ခုထိပဲဥပမာထားလိုက်ပါတော့အလုပ်ဖြစ်မှဆိုရင်၃နှစ်ကနေပြီးတော့၈နှစ်လောက်ထိကျတော့အလုပ်ဖြစ်ရင်ဖြစ်လိုက်မယ်။နောက်ပိုင်းကျလို့ရှင်အဲ့ဒါဘာဖြစ်လဲဆိုတော့အဲ့ engine ကကိုကနှိုးရတာအရင်ခက်ခဲလာတယ်။အဲအဲ့လိုပုံစံမျိုး engine ကဂျုံ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 ကြလာတယ်။ ။ဒါဆိုအဲ့ engine ကိုတေချာခုံမောင်းထားတဲ့ဟာကကိုတကယ်အရင်တည်းကလိုချင်တဲ့ဆန္ဒကြောင့်မဟုတ်ပဲနဲ့ဒီမမောင်တို့မောင်ဘတို့ကတသိပြမယ်ဆိုတဲ့ဟာမျိုးနဲ့နှစ်တောင်းလျှောက်ကိုလှုပ်လာဖြစ်တဲ့အတွက်ဟိုအလုတ်ကြိုးစားမှုကြောင့်ရောက်တဲ့နေရာတော့ရောက်သွားတယ်။ဒါပေမဲ့ဘယ်လိုမှအဲ့ဒါကိုယ့်ရဲ့ goals ပေါ့နော်။ကိုယ့်ရဲ့ရင်မှတ်တဲ့ရတကယ်ဖြစ်စင်တဲ့ဟာမျိုးမဟုတ်ဘူး။ဒါဖြစ်တဲ့အတွက်ပြောမယ်ဆိုရင်ဟိုဘယ်လိုမှအောင်မြင်မှုတွေရှိပြီးရင်လည်းမှလှိုင်းကောင်းပေါက်လို့ပုံစံမျိုးဖြစ်နေတဲ့ပုံစံမျိုးပေါ့။ တစ်ခုခုလုံနေသလိုပုံစံမျိုးအဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်တတ်ကြကျွန်တော်ဆိုလည်းဖြစ်ဖို့တယ်ပေါ့နော်အဲ့တော့အဲ့လိုအချိန်ကြီးကြာလို့ရှိရင်ကျွန်တော်တို့ကဟို goals ကိုမှေ့သွားတတ်တယ်။ဖားနေရင်လည်းငါဘာကြောင့်သွားနေရလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်။ပြီးတော့ငါလုံနေရအဓိပ္ပာယ်ရောရှိရလားဆိုတဲ့ဟာမျိုးဖြစ်တယ်။အဲ့အချိန်မှာဖြစ်လဲဆိုတော့အဲ့ကျွန်တော်တို့ goals တွေတကယ်ရှင်မထဲရလာတာမဟုတ်ဘူးဘယ်နဲ့ပြင်ပကတက်ရောက်မှုတွေကြောင့်ပေါ့နော်။တချို့လူတွေကိုတတိပြကြတယ်လို့အဲပြီးတော့သူတို့ ကိုမိဘတွေရဲ့အိမ်မက်ကိုကိုအိမ်မက်လို့ကွာထင်လိုက်မိလို့ပေါ့နော်အဲအဲ့လိုပုံစံမျိုးကြောင့်ခိုင်ကြလို့ရှင်ဖြစ်တယ်လေတကယ်ကိုရဲ့ရှင်မထဲကလာပြီးတော့ကိုမှာအချောင်းပြချက်ကလည်းတရားရှိခဲ့တဲ့ goal တစ်ခုဆိုလို့ရှင်မဖြစ်နိုင်ဒီ goal ကိုမေးဖို့ဆိုတော့သူကကိုမှာနေနေညညကွာဒါကိုပဲစဉ်းစားနေတယ်ဒါကိုပိုင်ဆိုင်ရဖို့ဒီရေချင်းတွေရှိလာဖို့အဲဒါဒါမျိုးလောက်ရဖို့ပေါ့နော်အဲကိုရဲ့စံနာတကယ်အစ်စ်ဆိုလို့ရှင်အဲ့ဒါမပြောက်တော့အဲ့တော့ အဲ့လိုမျိုးလေးရှိရပါတော့။အဲ့တော့ကျွန်တော်အနေနဲ့ဖြစ်ဘူးလားဆိုတော့အာငငယ်တော့တော့မဖြစ်ဘူး။ကြီးလာတဲ့အချိန်မှာတစ်ခေါက်ပေါ့နော်။တချို့နှစ်ပိုင်းနေမှာကျွန်တော်ဖြစ်ဘူးတယ်။အဲ့လိုပုံစံမျိုးကျွန်တော်အနေနဲ့တအားကျွန်တော်ဘာဖြစ်ချင်လဲဆိုတာမျိုးထက်အဲဒီကောင်တွေကတက်တည်ပြမယ်ဆိုရယ်ဆန္ဒအရင်များပြီးတော့အဲ့ဟာကြောက်မယ်အလုပ်လုပ်နေ။အဲ့တော့ကျွန်တော်ခါကြရတော့ပြန်ဆန်းစစ်ကတိတယ်။အဲ့တခုလေးလေ။ငါလုံနေတဲ့ဟာတွေကငါတကယ်ကြီးကိုဒုတ်ချင်လို့ငါဆန္ဒနဲ့ငါလုံနေရတာ။တစုံတယောက်ပြောကားကြောက် ဒါမှမဟုတ်ရှင်တချို့လူတွေကိုတက်တည်ပြကြတယ်သူအုပ်စုနည်းနည်းလေးကိုပေါ့နော်အဲဒါကြောင့်ငါလုံနေရတာဆိုတဲ့ဟာဒါပေမဲ့လည်းအဲ့ဒါကလည်းအချိန်အသက်အရွယ်တစ်ခုရောက်လာအထွေကြောင့်တစ်ခုရောက်လာတဲ့ခါကျမှကျွန်တော်ပြောတာပိုပြီးကောင်းကောင်းနားလေးပဲအဲ့လိုပုံစံမျိုးပေါ့နော်အလုံးဖြစ်တာတော့ဖြစ်တာပဲအချို့အရာတွေကဥပမာထားပါတော့ကျွန်တော်ကဘလို့ပဲလော်လော်ရောက်တာတော့ရောက်တာပဲပေါ့နော်ဒါပေမဲ့ဟိုကြာလာတဲ့အခါကျလို့ရှိရင်တချို့တော့ဟာလေးတွေကဆက်ပြီးအလုံးမဖြစ်တော့ခဏဟိုဂျုံဂျုံကြတဲ့ engine လိုမျိုးပဲ နှိုးရတာအရန်ခတ်လာတာပေါ့ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးပြောချင်တာပါโอเคနော်နားလည်မယ်တင်ပါခါရရင်တိဖို့လိုရဲ့သလားဒါရီကငါအိမ်မက်အဆက်လားငါဘေးကလူတွေရဲ့အိမ်မက်ကိုငါအိမ်မက်ဆိုထင်သွားတာလားဆိုတဲ့ဟာမျိုးလေးပေါ့